ခန်နီဝေကိုလူမှုကွေရဲ့ပေါ်မှာပြောဆိုထောက်ပြခဲ့တဲ့ Model Agency ပိုင်ရှိဂျိုလီဖက်စီခင်ဟာအခုရက်ပိုင်းတွင်ဖက်စီခင်ရတယ်လို့သတိထွက်လာတာကတော့နမေကြီး Model Agency ပိုင်ရှင်ဂျိုလီမှာဂျိုလီဆိုတာကတော့အမှုပညာလောကရဲ့ခေါင်းကိဖခင်လို့ပြောရည်လည်းမမပါဘူးအထူးသဖြင့်ဂျိုလီဟာအမှုပညာလောကမှာဟိုးရှိတဲ့ကထိတ်တဲအမှုပညာရှင်တွေကိုမွေးထုတ်နိုင်ခဲ့တာဖြစ်ပါတယ်အခုလက်တတော်အမှုပညာလောကမှာအောင်မြင်နေတဲ့အမှုပညာရှင်တွေအလုံးဟာဂျူလီရဲ့အမှုပညာရှင် Agency ကနေမွေးထုတ်လိုက်တာဖြစ်ပါတယ်ဒါကြောင့်လဲဂျိုလီကိုအမှုပညာလောကရဲ့ခေါင်းကိဖခင်ခေါ်ကြပါတယ်အခု ကမှာတော့ရန်ကုန်မြို့ရှိနမဲကျော်မော်ရယ် AGC ပိုင်ရှဲဂျူရီကိုတက်ဆိုင်ရာအနာပိုင်ဖွဲ့စည်းတွေကခေါ်ယူစစ်ဆေးလျက်ရှိကြောင်းသတင်းတွေထွက်လာတာဖြစ်ပါတယ်။အထူးသဖြင့်အင်တာနက်ပေါ်မှာမော်ရယ် AGC ထူထောင်ထားသူဂျူရီကိုခေါ်ယူစစ်ဆေးနေရလို့လူမှုကွန်ရက်ပေါ်မှာပြန့်နေနေတာပါ။ဂျူရီဟာပြီးခဲ့တဲ့ရက်ပိုင်းမှာ Khanyu Wei Foundation ကိုငွေမားလဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ငွေမားလဲသူဘက်မှာမမရဲ့ရဲ့ယက်တီပြောဆိုပေးကြတာကိုတွေ့ရပါတယ်။ စောပါပြောဆိုမှုတွေကြောင့်လည်းထိတ်တိတ်ပြဿနာဖြစ်လို့နေပါဖြစ်ခဲ့ပါတယ်။ကျော်လေးကအမန်တရားဘက်ကအမြဲပြောဆိုတတ်သူတူဖြစ်ကြောင်းနဲ့အစောပါပြဿနာကိုရေးသားလာချိန်မှာလည်းထိုင်းနိုင်ငံဘက်ကောက်ကိုရောက်ရှိနေကြတာပါ။လိုခဲ့တဲ့၃ရက်မှာသူဟာမြန်မာနိုင်ငံရန်ကုန်သို့ပြန်လည်ရောက်ရှိလာပြီးဖြစ်ကြောင်းနဲ့တက်ရှိဖျားအမေကိုဥခိုက်ပြီးတာနဲ့အလုပ်တွေပြန်ဆောက်လုပ်တော့မယ့်ကြောင်းပြောထားတာပါ။ပုံမှန်အားဖြင့်ဆိုရှယ်မီဒီယာတွေကိုကောက်ကောက်မမောကြဲကြဲစွာနဲ့အက်တစ်ဖြစ်အောင်သုံးနေကြကြိုလေဟာအခုရပိုင်းဆိုရှယ်မီဒီယာပေါ်ကနေပြီးတော့ပျောက်နေကြတာလည်းတွေ့ရပါတယ်။အချို့သောတတိတွေရဇော်လာ 14ရက်နေ့ညပိုင်းပြည်ပမှရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက်ဂျိုလီကိုခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ပြီးတော့အဆိုတော်ချက်ချက်ရောက်ကြတဲ့ကိုပြည့်စည်းတွေကိုဝယ်ယူသည်ဆိုသောသတင်းများကြောင့်ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်းသိရပါသည်။ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့နိုင်ငံတော်အစိုးရကအဆိုတော်ချက်ချက်နဲ့ဇိုနီလာတေးပါဝင်နိုင်ငံသားကစစ်တွေရောက်ကြတဲ့ပစ္စည်းကိုသုံးဆွဲရင်တရားစွဲမယ်ဆိုပြီးတော့ပြောထားတာပါ။သူပြောင်းနေတယ်ဆိုတော့သတိထားမိတယ်။အခုခေါ်ပြီးတော့စစ်ဆေးနေတယ်ဆိုတာသိရတော့စိတ်မကောင်း။သူကသူ့မိကိုအရေးချစ်အရေးယူဆိုင်တဲ့တဲ့သူက သူ့မိရလည်းသူသားကိုအရဲချက်တော့မမြဲပြတ်လို့ပါစေဆုတောင်းပါတယ်ဟုရန်ကုန်မြို့မှာရုပ်ရှင်လောကသားတို့ကတတိထဏာတစ်ခုကိုပြောထားတာလည်းတွေ့ရပါတယ်။အချို့သောပြည်သက်တွေကတော့ဂျိုလီအခုလိုဖန်ခဲ့ရတာဟာ ခန်းနီဝေကိုဝေဖန်မိလို့လားဆိုပြီးသူလောသူလောထိကျေးပေးခဲ့ရတာပါပရိသတ်တွေကတော့ဂျိုလီဟာနေမကောင်းမင်းနဲ့လိပြက်နေတဲ့မိခင်ကြီးကိုလွတ်ကျွေးနေတဲ့ဂျိုလီကိုပြက်လေလွတ်မြောက်စေချင်ကြတယ်လို့ဆိုကြပါရီဂျိုလီဟာအပြုံးစုံမတက်ပေမဲ့စိတ်ထားကောင်းတာကတကြောင်လူမမာမိခင်ကြီးကိုလည်းလွတ်ကျွေးတာကြောင့်မလို့ဂျိုလီသာအချိန်ကြာကြီးဖက်ဆီးခရရည်မိခင်ကြီးကိုတခုခုဖြစ်မှလူတွေကစိတ်ပူကြတာပါလက်တလုံးမှာတော့ဂျိုလီနဲ့ပတ်သက်ပြီးတော့တိကျတဲ့သတင်းတစုံတရာမှမရသေးပါဘူးသတင်းတွေကတော့ဂျိုလီဟာဆိုတော့ချက်ချက်ရောက်ကြတဲ့ပစ္စည်းတွေကိုသုံးဆွဲမိလို့ဖမ်းတာလို့ဆိုပါရီချက်ချက်ကတော့စိုးပိုင်းမှာတော့မြန်မာနိုင်ငံရဲ့ နာမည်ကြီးဆိုတော့ဖြစ်ပေမယ့်နောက်ပိုင်းမှာအီတလီနိုင်ငံသားတအုပ်နဲ့အင်နာကြကအီတလီနိုင်ငံမှာပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပါရင်ပရိသတ်တရားရောမော်ရယ်အေဂျင်စီဖခင်ကျော်လေးဖက်စီခဲ့ရတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးကိုပြောခဲ့ပေးပါအောင်ရှင်အပိနတ်စီခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းဆယ်ဝေစားစရာကောင်းတဲ့ဆယ်လီတဲ့နုပညာရှင်တွေရဲ့သတင်းတူပြလာခဲ့ပါအောင်ပဲရှင်ဒီနေ့တော့လည်းနှုတ်ဆက်ခဲ့ကြပါရင်အပိနတ်စီခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရွှေလဲချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စူတောင်းမြတ်တာစကားလေးလက်ဆောင်ပိုင်းနေပဲဒီဒီရဲ့စစ်စစ်လေးကနေ ပြီးတော့နှုတ်ဆက်လိုက်ပါရစေ။